ရုရှားထိတ်လန့်သွားခြင်းယူကရိန်းနိုင်ငံမှာမော်စကိုကိုစွမ်းအားအပြင်းထန်ဆုံးတိုက်ခိုက်မှုပြုလုပ်လိုက်ခြင်းယူကရိန်းနိုင်ငံဟာစစ်ပွဲစတင်ကြတဲ့ကအပြင်းထန်ဆုံးသောတိုက်ခိုက်မှုကိုပြုလုပ်လိုက်တဲ့အတွက်ရုရှားမှာမီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်တိုက်ခိုက်မှုကတော့ရုရှားနိုင်ငံ မြို့တော်မော်စကိုကိုတိုက်ခိုက်တာဖြစ်ပါတယ်ဒါကတော့ဒီနှစ်အတွင်းမှာမော်စကိုကို ပထမဆုံးတိုက်ခိုက်တာဖြစ်ပါတယ်မီးဟာတညလုံးလောင်ကျွမ်းခဲ့ပြီးတော့မနက်ခင်းအထိပါဆက်လက်လောင်ကျွမ်းခဲ့ပါတယ် ရုရှားအာဏာပိုင်တွေကတော့ယာပေါင်းများသောယူကရိန်း drone တွေဟာတပြိုင်နက်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။လူနှစ်ယောက်သေဆုံးခဲ့ပြီးတော့၃ယောက်ထဏ်ရာရခဲ့ပါတယ်။တာဝန်ရှိသူတွေကတော့ယူကရိန်း drone 338စီးကိုပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။အဆောက်အဦတွေကိုထိခိုက်ပျက်စီးကုန်ပြီးတော့လေဆိပ်လေးခုကိုပိတ်လိုက်ရပါတယ်။ဒီဖြစ်ရပ်ကတော့ American နဲ့ Ukraine ကြားပြစ်ခတ်ရစဲရေးဆွေးနွေးမှုမတိုင်ခင်တရက်မှဖြစ်ခဲ့တာဖြစ်ပါတယ်။အခုတိုက်ခိုက်မှုကနေတိလိုက်ရတာကတော့ ယူကရိန်းတွေဟာ drone တွေကိုအများအပြားထုတ်လုပ်နေတယ်ဆိုတာပါ။စည်ရင်းစရာတွေကယူကရိန်းနိုင်ငံဟာတစ်နှစ်ကို drone နှစ်တန်းကနေနှစ်တန်းခွဲကိုထုတ်လုပ်နေတယ်လို့ဆိုပါတယ်။အခု drone တိုက်ခိုက်မှုဟာစစ်ပွဲစတင်ကလေးကယူကရိန်းရဲ့အကြီးမားဆုံးသောတိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။အဆောက်အဦတွေကားပါကင်တွေနဲ့လောင်စာဆီဆက်ရုံတွေကဒီတိုက်ခိုက်မှုမှာထိခိုက်ပျက်စီးခဲ့ရပါတယ်။ရုရှားရဲ့အပြောအရကတော့ drone အစင်းရေ300ကျော်ကိုပစ်ချနိုင်ခဲ့တယ်လို့ဆိုပေမဲ့ ရုရှားလေပိုင်းတစ်ထည့်ကိုဒရုန်းစုစုပေါင်းဘလောက်တောင်ရောက်လာခဲ့တယ်ဆိုတာကိုတော့ထုတ်မပြောပါဘူး။ကမ္ဘာကြီးသုံးစင်အားရှိတဲ့နိုင်ငံတစ်နိုင်ငံအတွက်တော့နိုင်ငံမျိုးတော်ကတော့ကောင်းကောင်းမကောက်နိုင်တာဟာအဆက်ရရတဲ့အကူဖြစ်နေပါဗျ။ American နဲ့ Ukraine သဘောတူညီချက်အရ Ukraine ကအပြစ်ခတ်ရက်စဲမှာဖြစ်ပြီးတော့ American ကရန်နာထားတဲ့ထောက်လိုင်းရေးသတင်းထောက်ပံ့မှုတွေနဲ့အကူအညီပေးမှုတွေကိုပြန်ပေးမယ်လို့ဆိုပါတယ်။ရုရှားကတော့အပြစ်ခတ်ရက်စဲရေးကိုသဘောမတူတဲ့အတွက် ငြိမ်းချမ်းရေးကိုမလိုလားတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ရှုမြင်ခံရပါတယ်။ရုရှားကတော့အပြစ်ခက်ရစဲယူကိုလုံးဝသဘောတူမှာမဟုတ်ပါဘူး။သူတို့ကရှေ့တန်းစစ်မြေပြင်တွေမှာယူကရိန်းနေနဲ့တိုက်ခိုက်တပ်ဖြတ်နေတာကိုဘာကြောင့်ရပ်တန့်ရမှာလဲ။ရက်သုံးတဲ့အပြစ်ရစဲရေးကယူကရိန်းအတွက်တော့ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။သူတို့အနေနဲ့ရှေ့တန်းစစ်မြေပြင်ကို ပြန်လည်စီစဉ်နေရချနိုင်မယ်။ကုန်ခန်းသွားတဲ့အရင်းမြစ်တွေကိုပြန်ဖြည့်တင်းနိုင်ပါမယ်။ဒါကရုရှားအတွက်ကတော့တည်ငောင်းဟုတ်မနေပါဘူး။ ဒီအတွက်ရုရှားတွေလိုချင်နေတာကယူကရိန်းနိုင်ငံရဲ့လုံးဝလက်နက်ချလိုက်မှုကိုလိုချင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားဟာဒီလိုလုံးနိုင်မှုအတွက်လုံလောက်တဲ့စွမ်းအားတော့ရှိနေပါဘူး။ပြီးတော့မော်စကိုကိုတိုက်ခိုက်ထားတဲ့ယူကရိန်းရဲ့လုံရဲကြောင့်ရုရှားကအပြစ်ရစဲရေးကိုပိုလို့တောင်သဘောတူမှာမဟုတ်ပါဘူး။ရုရှားဘက်ကလူတွေကတော့ရုရှားဟာငြိမ်းချမ်းရေးကိုလိုချင်ပြီးတော့မလိုချင်တာကယူကရိန်းနိုင်ငံပဲဖြစ်တယ်လို့ပြန်လည်ခြေပထားပါတယ်။1999ခုနှစ်မှာ ပူတင်သမရဖြစ်လာတော့ခရိုင်းမီးယားနဲ့ဒွန်ဘတ်ဒေသတွေဟာရုရှားအပိုင်မဟုတ်ဘဲနဲ့ယူကရိန်းအပိုင်သာဖြစ်တယ်လို့ပြောထားမှုပါတယ်။ပြီးတော့ယူကရိန်းဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆန့်ကျင်ပြီးတော့မာရှယ်လောကြီးညာထားတဲ့အချိန်မှာရွေးကောက်ပွဲကျင်းပဖို့လုပ်နေပါတယ်။ဒီအချက်ကိုကင်ဆယ်ပြီးတော့ရုရှားကငြိမ်းချမ်းရေးကိုမလိုလားသူတွေဟာယူကရိန်းနေသားဖြစ်တယ်လို့ပြောကြနေပါတယ်။ရုရှားကဘလော့ဂါတွေကတော့စစ်ပွဲကိုဆက်ပြီးဖြစ်စေချင်နေကြတာကိုတွေ့ရပါတယ်။ ရုရှားဟာစစ်သားဘလောက်ထိဆုံးရှုံးမယ်ဆိုတာကိုစိတ်ဝင်စားပါဘူးနောက်ထပ်ပြောစရာရှိတာကရုရှားဟာသူတို့ထိန်းချုပ်ထားနိုင်တဲ့ယူကရိန်းနယ်မြေတွေရှေ့တန်းနေရာတွေကိုမစင်မကျင်ဘုံကျဲလေးရှိပါတယ်တခါတလေဆိုရင်ရုရှားပိုင်နယ်ထဲကနယ်တွေကိုပါဘုံကျဲပါသေးတယ်ဆိုလိုတာကရုရှားဟာစစ်ပွဲမှာစီးငံသိမ့်မရှိပါဘူးသူတို့ရဲ့ဒုံးကျည်တွေဘယ်နေရာကိုရောက်သွားတယ်ဆိုတာကိုတော့သူတို့သေချာခရုမဆိုင်နိုင်ပါဘူး သူတို့ကယူကရိန်းတွေကိုတိုက်ခိုက်ခြင်းပေမဲ့ကိုယ်နိုင်ငံသားတွေကိုသာတိုက်ခိုက်မိပြီးတော့အဆုံးသတ်သွားရပါတယ်။ဒါ့အပြင်အချို့ရုရှားနိုင်ငံသားတွေကယူကရိန်းတွေကိုကူညီပေးနေတာတွေရှိနေတဲ့အတွက်ပူတင်ဟာဒီလိုဖြစ်ရတွေကိုတရားမဝင်ဘူးလို့ကြေညာခဲ့ရပါတယ်။ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါ။ဒီဗီဒီယိုမှာရုရှားတွေပြစ်လွတ်လိုက်တဲ့ဒုံးကြီးတစ်ခုဟာရုရှားဒေသပေါ်မှာကိုယ်ပဲပြန်ကျလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဖြစ်ခဲ့တာကတော့ရုရှားရဲ့ lipstick ဒေသမှာဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီဒေသဟာနေဆက်နယ်ဝေးကွာတဲ့နေရာမှာရှိပါတယ်။ဒါကတော့ဒုံးကြီးကမှားယွင်းပြီးပြုတ်ကျလာခဲ့ပါတယ်။ပြောရရင်တော့ဒါကလုံးဝကြာရှုံးမှုတစ်ခုပါပဲ။ဒါရုရှား22 32ဒုံးကြီးဖြစ်ပြီးတော့တန်မိုးအဖြစ်အမေရိကန်ဒေါ်လာ5သန်းတန်မိုးရှိပါတယ်။ဒုံးကြီးကြောင့်ဖြစ်လာတဲ့ပျက်စီးမှုကို မြေပြင်မှာသွားရောက်ရိုက်ကူးထားပါတယ်။မိတ်ဆွေတို့ကြည့်လိုက်ကြပါရုရှားအင်အားစု900ကျော်ဟာဒီတုံးကြီးပြုတ်ကြလာမှုကြောင့်လျှက်စစ်တပ်အားပြတ်တောက်မှုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ပါဘူး။ဒါပေမဲ့တခြားနေရာတွေမှာကောဒီလိုမျိုးဒုံးကျည်မှားမင်းပြစ်ခတ်မှုတွေမဖြစ်ခဲ့ဘူးလား။ထိခိုက်ဒဏ်ရာရသူကောမရှိနိုင်ဘူးလား။ဒီဖြစ်ရဖြစ်မသွားခင်ရဲအနိုင်ငယ်လိုတော့ကလည်းရုရှားဟာကိုယ့်ဘာသာကိုဘုံကျင်းပြီးတာဖြစ်ပူပါရယ်။ဒါကတော့ FAB 250ပုံကိုရုရှားနိုင်ငံဘက်ကမှားယွင်းကျဲချခဲ့တာပဲဖြစ်ပါရယ်။ဒါနောက်တော့ကပူတင်ကိုမေးခွန်းမေးခဲ့တာလေးကိုလည်းတင်ပြကြပါမယ်။ ဒီနေ့တော့ကျုပ်တို့ကရုရှားသတင်းစာတွေကိုတင်ပြနေတဲ့စီးပွားရေးပြဿနာတွေအကြောင်းကိုမေးခွန်းထုတ်ကြမှာဖြစ်ပါတယ်။တာဝန်ရှိသူတွေရဲ့ဆိုရကတော့ဝေချေးကြသူအများစု80ရာခိုင်နှုန်းဟာ microfinance institution တွေကနေချီးယူနေကြတာဖြစ်ပါတယ်။ဆိုလိုတာကတော့ရုရှားပြည်သူတွေမှာငွေအလုံးလောက်ရှိမနေပါဘူး။သူတို့ဟာအိမ်သုံးစရိတ်တွေ၊ဆေးဝါးကုန်ကျမှုတွေအတွက်ဝင်ငွေအလုံးလောက်မရှိဘဲချီးယူနေရပါတယ်လို့ဆိုပါတယ်။ ရုရှားရဲ့ငွေကြေးဖောင်းပွားမှုတုန်းဟာ9.52ရာခိုင်နှုန်းလောက်အထိရှိပါတယ်။နွားနိုဈေးက16ရာခိုင်နှုန်းထောဘတ်က36ရာခိုင်နှုန်းဟင်းသီးဟွက်တွေက22ရာခိုင်နှုန်းအာလူးက62ရာခိုင်နှုန်းလောက်အထိဈေးတွေတက်ကုန်ပါတယ်။ပြီးတော့ဥရောပကတင်ပို့တဲ့ကားဈေးနှုန်းတွေကလည်း20ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်အထိမြင့်တက်ကုန်ပါတယ်။အဓိကကတော့စီးပွားရေးပိတ်ဆို့မှုကြောင့်ကားပူပစ္စည်းတွေမရနိုင်တော့တဲ့အတွက်ဖြစ်ပါတယ်။ကုန်စည်နှုန်းတွေကအကုန်မြင့်တက်ပြီးတော့ ကြာစင်းတာတခုကတော့အကောင့်မြင်စိတ်တွေပဲဖြစ်နေပါတယ်။ပူတင်ကတော့ရုရှားနိုင်ငံကမီဒီယာတွေအားလုံးကို ထိန်းချုပ်ထားပါတယ်။လွတ်လပ်ပြီးမြမြတတတင်ပြတဲ့မီဒီယာဆိုရင်တော့ပူတင်ရဲ့ထိန်းချုပ်မှုကိုခံရမှာဖြစ်ပါတယ်။သတင်းစာရှင်းလင်းပွဲတွေမှာတော့ပူတင်ဟာရုရှားနိုင်ငံနေနဲ့နေစဉ်နေ့တိုင်းယူကရိန်းနယ်မြေတွေကိုစတူရန်မီတာပေါင်းများစွာသိမ်းပိုက်ရရှိနေတယ်လို့ပြောခဲ့ပါတယ်။သူပြောနေတဲ့ပုံစံကတော့ဂုဏ်ယူမှုတွေအပြည့်နဲ့ပါပါပဲ။ဒါပေမဲ့သူမေ့နေခဲ့တာကလွန်ခဲ့တဲ့နှစ်နှစ်ကလည်းနိုင်ငံပိုင်ရုပ်သံတွေမှာ ရုရှားဟာယူကရိန်းနိုင်ငံကီယက်မြို့တော်ကို၃ရက်အတွင်းသိမ်းပိုက်နိုင်တော့မယ်လို့ပြောခဲ့ပူတာဖြစ်ပါတယ်။အခုတော့သူကအဲ့ဒါကိုမေ့ပြီးတော့နေ့စဉ်စတူယန်မီတာအနည်းငယ်သိမ်းပိုက်နိုင်တာကိုပဲစကားလုံးပြောနေရပါတယ်။ဒီအချိန်မှာတော့ရုရှားစစ်သားထောင်ပေါင်းချီတာနေ့စဉ်နေ့တိုင်းကြာဆုံးနေကြပါတယ်။မီဒီယာတွေကတော့ပူတင်အလိုလိုက်အကြိုက်ဆောင်ပြီးရေးသားပြကြရပါတယ်။ဒါကတော့ပြည်သူတွေကိုမထိတ်လန့်စေချင်တဲ့အတွက်ပဲဖြစ်ပါတယ်။ အမှန်တကယ်ရှေ့တန်းစစ်မြေပြင်မှာဖြစ်နေတာကတော့မီဒီယာတွေတင်ပြတာနဲ့ကွာခြားနေပါတယ်။ရုရှားရဲ့ဗန်လုံငန်းစနစ်ဟာလည်းရိမ့်ရိုင်နေခဲ့ပါပြီ။ငွေကြေးဖောင်းပွားမှုလုံးဟာလည်းထိန်းချုပ်နိုင်တဲ့အပြင်ဘက်ကိုရောက်နေခဲ့ပါပြီ။ရုရှားအစိုးရကတော့ဒါတွေကိုဖုံးကွယ်ဖို့ကြိုးစားနေပါတယ်။ငွေကြေးဖောင်းပွားမှုတွေအတွက်ပူတင်ကဗဟိုဘဏ်ကိုအပြစ်တင်နေပါတယ်။တစ်ဖက်မှာတော့သူကငွေကြေးတွေကိုအသေးရိုက်ထုတ်နေပြန်ပါတယ်။ဒီအတွက်ငွေကြေးဖောင်းပွားမှုဟာပိုဆိုးလာပြီးတော့ပြည်သူတွေပဲထိခိုက်နေရပါတယ်။ ူတင်ကဒီစစ်ပွဲကိုလုံးဝအနိုင်ရခြင်းနေပါတယ်။ဒါပေမဲ့အခြေအနေတွေကတော့သူ့ဘက်မှာရှိမနေပါဘူး။အစောပိုင်းမှာတော့ရုရှားဟာဒဏ်ရာရစစ်သားတယောက်ကိုဒေါ်လာ၄000ထိထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ရှေ့တန်းမှာတည်ဆုံးရင်တော့ဒေါ်လာ8000ရမှာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီထောက်ပံ့မှုတွေဟာမတည်ကြတော့ပါဘူး။ရုရှားမျိုးသမီးတွေဟာလင်းယောက်ျားအတွက်ထောက်ပံ့ငွေတွေမရနိုင်တော့မှကိုစိုးရိမ်နေရပါပြီ။ ဂျမန်နှစ်ကဆိုရင်ဘတ်ဂျက်ရဲ့600ခန်းလုံးဟာဒီထောက်ပံ့မှုတွေကြောင့်ကုန်ဆုံးခဲ့ရပါတယ်။ဒါကယူလောက်ဆရာပမာဏဖြစ်ပါတယ်။ဒီအတွက်ထောက်ပံ့ခြင်းမပေးရဘူးနီးလန်းတွေကိုအာဏာပိုင်တွေကရှာဖွေလာကြပါတယ်။ဥပမာတင်ကကတ်ဒေတာမှာတိုက်ခိုက်ရင်းနဲ့တိတ်ဆုံးတန်ရရမယ်ဆိုရင်အာဏာပိုင်တွေကတင်ကိုရောကြေးပေးမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ cast data ဟာခြေတန်းစစ်မြေပြင်မဟုတ်ဘူးလို့သူတို့ယူဆတဲ့အတွက်ဖြစ်ပါတယ် ဒါပေမဲ့လူတွေစစ်ထဲဝင်တိုက်ခိုက်ဖို့အတွက်ရော်ကျင်းဝင်ပေးတဲ့အစီအစဉ်ကိုလည်းရပ်တန့်လို့မရပါဘူး။ရော်ကျေးတာများခဲ့ရင်စစ်ဝင်တိုက်ပေးမဲ့လူလည်းရှိတော့မှာမဟုတ်ပါဘူး။နောက်တစ်ခုစဉ်းစားကြရကတော့ Trump ကရုရှားကိုဒီစစ်ပွဲမှာအနိုင်ရစေချင်နေတာလားဆိုတဲ့ကိစ္စဖြစ်ပါတယ်။ Trump ကရုရှားဟာအားနေတဲ့အခြေအနေကိုရောက်နေပါပြီ။သူတို့အနေနဲ့ဆွေးနွေးညှိနှိုင်းပြီးအပြေရှားဖို့လိုအပ်နေပါပြီ။မဟုတ်ရင်စီးပွားရေးပိတ်ဆို့မှုတွေကဒီထက်ပိုဆိုးလာပါ့မယ်လို့ Twist ကိုတင်ခဲ့ပါတယ်။ ရုရှားမီဒီယာတွေကတော့ဒီအတွက်အံ့ဩမိတယ်လို့ဆိုပါတယ်။နပိုလီယံကဘာလို့ဆစ်ရှုံးခဲ့ရတာလဲ။စီးပွားရေးကြောင့်ပါ။စီးပွားရေးဟာစစ်ပွဲတစ်ခုအတွက်အရေးကြီးဆုံးသောအရာဖြစ်ပါတယ်။လူတိုင်းကတော့ဒါကိုနားလည်မှာမဟုတ်ပါဘူးလို့သတင်းကြေညာသူကပြောခဲ့ပါတယ်။ထရမ့်ကလည်းကျုပ်ကရုရှားကိုမထိတိုက်စေချင်ပါဘူး။ကျုပ်ရုရှားနိုင်ငံနဲ့ရုရှားပြည်သူတွေကိုချစ်ပါတယ်။ပြီးတော့သမရပူတင်နဲ့လည်းအမြဲကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးကိုအနိုင်ရစေဖို့အတွက်ရုရှားတွေကူညီပေးခဲ့တာကိုကျုပ်တို့မေးလိုက်လို့မရပါဘူး။ဒီအတွက်သမရပူတင်ကိုဒီအထိပ္ပယ်မရှိတဲ့စစ်ပွဲကိုရပ်တန့်စေချင်နေပါပြီ။ကျုပ်တို့သာသဘောတူညီမှုမရခဲ့ဘူးဆိုရင်အခြေအနေတွေကပိုဆိုးလာဖို့ပဲရှိနေပါတယ်။ကျုပ်အနေနဲ့ကတော့ရုရှားထုတ်ကုန်တွေကိုခွန်တိုးကောက်တာစီးပွားရေးပိတ်ဆို့တာတွေကိုပဲတိုးမြင့်လုပ်သွားရဖို့ရှိနေပါတယ်။ဘယ်တော့မှမစတင်ခဲ့တဲ့ဒီစစ်ပွဲကိုအဆုံးသတ်လိုက်ရအောင်။ကျုပ်တို့အနေနဲ့အလွယ်နည်းနဲ့ဖြေရှင်းချင်လား။ ခက်ခဲတဲ့အနည်းနဲ့ဖြည့်ရှင်းကြလားဆိုတာကိုရွေးလို့ရပါတယ်။အလွယ်နည်းနဲ့ပဲဖြည့်ရှင်းရအောင်ပါ။ဆွေးနွေးပွဲတွေလုပ်လိုက်ရအောင်ပါ။နောက်ထပ်ဘယ်အသက်ကမှဆုံးရှုံးဖို့မထိုက်တန်ပါဘူး။စီးပွားရေးသာမခိုင်ပါဘူးဆိုရင်ကျုပ်တို့ဘာကူမှရနိုင်မှာမဟုတ်ပါဘူးလို့ twist မှာရေးသားခဲ့ပါတယ်။ Trump ကစစ်ပွဲကိုအဆုံးသတ်စေချင်နေတာထင်ရှားပါတယ်။ဒါပေမဲ့ဘလို့အခြေအနေတွေနဲ့စစ်ပွဲကိုအဆုံးသတ်မှာလဲ။စီးပွားရေးပိတ်ဆို့မှုတွေပိုပြုတ်လုပ်ပြီးတော့စစ်ပွဲကိုအဆုံးသတ်စေမှာလား။ ရုရှားကတော့ခြေနေတွေပိုခတ်ခဲလာရင် လူတွေပိုပြီးဒေါသထွက်လာကြမှာဖြစ်ပါတယ်။ဒီအတွက်ဆွေးနွေးပွဲတွေငြိမ်းချမ်းရေးစကားဝိုင်းတွေပိုပြီးလိုအပ်ပါတယ်။ရုရှားကတော့တခုခုဆိုရင် သူ့မှာရှိတဲ့နျူကလ িয়ার ဒုံးကျည်တွေအကြောင်းကိုမကြာခဏထုတ်ပြောတတ်ပါတယ်။ပြီးတော့သူတို့မှာကမ္ဘာတူရအကြီးဆုံးစစ်တပ်ရှိတယ်လို့လည်းဂုဏ်ယူနေသေးဖြစ်ပါတယ်။ဒါပေမဲ့ရုရှားဟာယူကရိန်းနိုင်ငံမှာရှိနေတဲ့အနောက်နိုင်ငံတွေရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေကြောင့်ဖိုက်တာဂျက်လေယာဉ်တွေကိုဆေလွတ်နိုင်ခြင်းမရှိပါဘူး။ ရုရှားလုပ်နေတာကရုရှားလေပိုင်းတပ်ကနေပဲယူကရိန်းနဲ့မြေရီစီကိုဒုံးကျည်နဲ့လှမ်းပစ်တာဖြစ်ပါတယ်။ဒါတွေကတော့ယူကရိန်းရဲ့ရုရှားပေါ်အကြီးမားဆုံးသော drone တိုက်ခိုက်မှုတွေအကြောင်းနဲ့ရုရှားရဲ့အခြေအနေတွေကိုတင်ပြထားခဲ့တာဖြစ်ပါတယ်။အဆုံးထိကြီးစုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။